မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမိနစ်မှာကျေးဇူးတော်အားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး24အပိုင်းငယ်24ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ထို့နောက်များမကြာဖီလစ်မင်းသည်ယူဒာအမျိုးဖြစ်သောမိမိခင်ပွန်း ဒုတိလေနဲ့တကွလာပြီးလင်ပေါလုကိုခေါ်၍ခရစ်တော်ကိုယုံကြည်ခြင်းနဲ့ရှင်သောစကားကိုနားထောင်လေ၏ဒီနေရာမှာကေသရီမြို့ရဲ့မြို့ဝန်ဖြစ်တဲ့ဖိလစ်မင်းထံကိုပေါလုရဲ့အမှုကိစ္စရောက်လာပါတယ်ပေါလုကိုအပြစ်တင်ဖို့ရန်အတွက်ဆွတ်ဆွဲဖို့ရန်အတွက်ယိပရောဟိတ်တွေကခေါ်လာခြင်းဖြစ်ပါတယ်ယိပရောဟိတ်တွေကပေါလုကို နာဇရက်ဘာသာကိုဥဆောင်နေသူ ယုံရင်စာကတ်ဖြစ်အောင်လုပ်တဲ့သူဗိမ္မာန်တော်ကိုပြစ်မှားတဲ့သူစသဖြင့်အမျိုးမျိုးဆွဲချက်တင်ပါတယ်အဲ့ဒီခေတ်ကာလကယခင်ယေရှုခရစ်တော်ရဲ့တွန်တင်ချက်တွေကိုဝေမျှတဲ့သူတွေကနာဇရက်ဘာသာဆိုပြီးတော့မှသမုတ်ခံရတာကိုလည်းတွေ့ရပါတယ်ခရိယန်လို့ခေါ်ဝေါ်သုံးဆွဲခြင်းမပြုတ်သေးတဲ့အချိန်လို့လည်းဒီလိုနားလည်ရပါတယ်ဘာကြောင့်လဲဆိုတော့သခင်ယေရှုခရစ်တော်ကနာဇရက်မြို့သားဖြစ်တဲ့အတွက်ကြောင့်မလို့ တခင်ရှုနေခဲ့တဲ့မြို့နာမည်ကို အစွဲပြုပြီးနာဇရက်ဘာသာဆိုပြီးတော့မှဒီလိုခေါ်ဆိုကြတာကို တွေ့ရပါတယ်။ဒါကယူဒလူတွေရဲ့အတုံးနှုံးဖြစ်ပါတယ်။ပေါလုကိုဒီလိုဆွဆွဲပစ်တင်တဲ့အခါမှာပေါလုကလည်းဖိလိပ္မင်းရဲ့ရှေ့မှာယူဒဘာသာဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပါတယ်။ဖိလိပ္မင်းရဲ့ဇနီးကယူဒဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့်ဖိလိပ္မင်းကလည်းယူဒဘာသာနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးသိတယ်လို့တွေ့ရပါတယ်။ ဘလို့ပဲရှောက်လွဲချက်တင်တင်အပြစ်မရှိဘူးဆိုတာကိုဘလောက်ပဲပြောပြောမလွတ်ပေးဘူးဆိုတာတွေ့ရတယ်ဖီလစ်မင်းကပေါ်လူစီကနေပြီးတော့ယေရှုခရစ်တော်နဲ့ပတ်သက်တဲ့ယုံကြည်ခြင်းတရားကို မကြမကြခေါ်ပြီးတော့မှနားထောင်လေးရှိတယ်လို့မှတ်တမ်းတင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုခေါ်ရခြင်းအကြောင်းကတရားစကားကိုဆွဲလန်းလို့မဟုတ်ပဲနဲ့ပေါ်လူကိုလွတ်အောင်ငွေပေးမယ်လို့ထင်လို့ တနည်းအားဖြင့်ပြောရရင်လက်လာဘလိုခြင်းလို့လွတ်ပေးနိုင်ရဲ့တန်းနဲ့မလွတ်ပေးဘဲနဲ့တရားနာခြင်းတရားလုတ်ပြီးတော့မှပေါ်လူနဲ့ခေါ်ခေါ်တွေ့တာကိုတွေ့ရပါတယ်။ဒါကလည်းအင်မတန်စိတ်ပြတ်ဖို့ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။အဲ့ဒါဘလောက်ကြာသွားလဲဆိုရင်နှစ်နှစ်တောင်ကြာသွားတယ်ဆိုစံစာမှာဖော်ပြတာကိုတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့ဒီလိုမျိုးလူမျိုးတွေလည်းလောကမှာရှိပါတယ်အခုခေတ်မှာလည်းရှိနေတာပဲဖြစ်ပါတယ်။တရားစကားကို နားထောင်ခြင်းလို့မဟုတ်ဘဲနဲ့လောကအရာကိုလိုချင်လို့ဆိုတဲ့စိတ်နဲ့နှုတ်ကပတ်တော်ကိုနားထောင်နေတဲ့သူတွေယေရှုခရစ်တော်အကြောင်းကို နားထောင်နေတဲ့သူတွေရှိနေတယ်ဆိုတာကိုကျွန်တော်မြင်ရရင်ဒါဟာဖီလစ်မင်းရဲ့အကျင့်လို့ပြောလို့ရပါတယ်ဖီလစ်မင်းရဲ့အကျင့်အတိုင်းပဲသူ့အာနာနဲ့ပေါလုကိုလွတ်ပိုင်ခွင့်ရှိရတဲ့အတိုင်းငွေရမှလွတ်ပေးမယ်မရမချင်းတော့ ပေါ်လူကိုအာပေါအောင်တရားဟောခိုင်းမယ်ဆိုရဲပုံစံမျိုးနဲ့သူတို့လုပ်နေတာကိုတွေ့ရပါတယ်ချစ်တော်မိပါညီကိုမောင်နှမတို့တချို့လူတွေကဘလောက်ပဲအာပေါအောင်နှုတ်ကပတ်တော်တွေပြောပြောတရားတွေပဲဟောဟောသူတို့စိတ်နှလုံးခိုင်မာမှုကတော့ပြောင်းလဲမသွားတာတွေ့ရပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဆွဲလန်းမှုကမှားနေတယ်သူတို့လိုချင်တဲ့အရာကနှုတ်ကပတ်တော်မဟုတ်ဘူးသူတို့လိုချင်တဲ့အရာကငွေကြေးဖြစ်နိုင်တယ်ယာဒူးဖြစ်နိုင်တယ် လောကအရာတွေဖြစ်နိုင်တယ်အဲ့လိုမျိုးစိတ်မျိုးကတော့နှုတ်ကပတ်တော်မျိုးစေးချဖို့ခတ်ပါတယ်အဲ့လိုမျိုးမျိုးကတော့လောကအရာကိုဆွဲလန်းတဲ့မျိုးဖြစ်တဲ့အတွက်ကြောင့်လမ်းမျိုးလည်းဖြစ်နိုင်သလိုကြောက်ပေါ်တဲ့မျိုးလည်းဖြစ်နိုင်တယ်စူးတော်မျိုးမျိုးလည်းဖြစ်နိုင်ပါတယ်လမ်းပေါ်ကျရင်တော့ချက်ချင်းမျိုးစေးကပျောက်သွားမှာဖြစ်တယ်ကြောက်ပေါ်မှာကျတဲ့မျိုးစေးဆိုရင်တော့ဆွဲနှုတ်လိုက်တာနဲ့အပင်မှာကျွတ်ပြီးတော့ဘာမှကြံမှာမဟုတ်ဘူး စူတော်ထဲမှာကြားတဲ့မျိုးစေ့ကတော့အတိမတိနိုင်ဘူးအပင်တော့ပေါက်တယ်လော်ကီစိုးရိမ်ပူပန်မှုတွေကြောင့်လို့ယေရှုခရစ်တော်တွန်တင်တယ်လို့ဖိလစ်မင်းကတော့နှုတ်ကပတ်တော်ဝမ်းမြောက်စွာခံယူတယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့လည်းသူ့ရဲ့မျောလင့်ချက်ကလောကအရာဖြစ်နေတဲ့အတွက်ကြောင့်မလို့တေးကြပါတဲ့သူ့ထဲမှာကြားတဲ့နှုတ်ကပတ်တော်ကတော့အမြင့်ဆွဲမှာမဟုတ်ဘူးဆိုတာကို သိရှိရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့လည်းပဲဖိလစ်မင်းလို့ မဖြစ်ကြဖို့ရန်အတွက်သတိပြုရမှာဖြစ်ပါれဖျားရှိကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရောကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုသွန်သင်တော်ကြောင့်ယေရှုတင်နေကိုရောရဲ့အလိုတော်တိုင်းသက်ရှင်နိုင်ဖို့မာဆာပါကိုရောဘုန်းတော်ထင်ရှားစေဖို့မာဆာပါနှုတ်ကပတ်တော်မှန်ကန်စွာခံယူနိုင်ဖို့မာဆာပါအပင်ပေါက်ရှင်တန်ယုံသားမကအသီးသီးစေပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာ ကိုရောရှင်ရဲ့လက်တော်ရှိပြီးမဆပါမိအကြောင်းကိုရောဘုံတော်ထင်ရှားတဲ့အတ္တတာအတီးအီးဖြစ်ဖို့မဆပါမိအကြောင်းဂျေစုတော်ဘောင်းကိုချီးမွမ်း၍သခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းအပ်နာပါ၏အာမင်